明老师。 ရိသက်တွေအလုံးတွဲခိတ္တပြုမင်းအစီအစဉ်တင်ဆက်ပေးသွားတော့မှာပါခိတ္တပြုမင်းအစီအစဉ်မှာသစဉ်ရေထထရေစုမနောကနေပြီးတော့ဒီနေ့ထူးခြားတဲ့သတင်းကြောင်းရာတွေအလှပရေးရိုင်းနဲ့တူတူတခြားဘုဟုသုတရတွေအများကြီးကိုပြောပြပေးသွားမှာပါအရင်ဆုံးစုမောကဒီပြည်တွင်းရဲ့အကြောင်းအရာလေးပြောပြပေးမယ်အဲ့တော့ဒါအလှပနဲ့ပတ်သက်ပြီးတော့အခုခေတ်မှာဆိုလို့ရှိရင်ပေါ့နော်ဒီသတင်းလေးတစ်ခုကဘာလဲဆိုတော့အမျိုးသမီးမအမျိုးသမီးတော်တော်များများကမြန်မာနိုင်ငံကိုစားပြု Miss တီအနေနဲ့ပေါ့နော်နိုင်ငံတကာမှာတွားရောက်ရှင်မြိုင်မှုအတွက်ဒါတကယ့်ကိုလည်းဆန္ဒရှိကြတယ်သူတို့အလှပတွေလို့ဒါနိုင်ငံတကာကသိအောင်ပေါ့အလှပတွေငြိမ်းငြိမ်းသူတွေဒါတွေကိုဖော်ပြခြင်း ရတယ်။အခုဒီမှာဆိုလို့ရှိရင်လေဒီပေါ့နော်ဒီ Miss Universe မြန်မာဆိုလို့ရှိရင်ဒီနှစ်မှာဆိုလို့ရှိရင်သူကဒီမျိုးတွေမျိုးတွေအလိုက်ပေါ့နော်မျိုးနဲ့မျိုးကိုစားပြုတွေရွေးပြီးတော့အဲ့ဒီကနေမှတဆင့်ဒါ Miss Universe အော် sorry Miss Universe မြန်မာဆိုပြီးတော့ပေါ့နော်တအူးတယောက်တယောက်ထပ်ပြီးတော့ရွေးထုတ်မှာအဲ့တော့အခုဆိုလို့ရှိရင်တချို့တွေမျိုးကြီးတွေမှာဆိုလို့ရှိရင်သူတို့မျိုးရဲ့ကိုစားပြု Miss လေးတွေလည်းထွက်ပေါ်နေပြီပေါ့နော်ဟုတ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ပြောထားတာကဘာလဲဆိုတော့အခုအဲ့လိုမျိုးကိုမျိုးကိုရွာမှာပေါ့နော်ကိုမျိုးကိုရွာမှာဒါကြီးကိုရဲ့မျိုးတွေမှာ Miss Universe ဲကိုမြွနယ်ကိုစားပြုရွေးမခံရဘူးဆိုရင်တဲ့တခြားအခုရန်ကုန်မှာလုံးမဲ့ဒီမင်းရှင်နေပါရန်ကုန်မှာထပ်ပြီးတော့ပြိုင်မှုအတွက်ရှောက်လို့ရတယ်လို့ပြောထားတယ်။အဲ့တော့နာအခွင့်အရေးရှိသေးတယ်အဲ့တော့စိတ်တကြဖို့လည်းမလိုပါဘူးလို့နော်အဲ့တော့ဒီအခွင့်အရေးကတော့ပြောရမယ်ဆိုလို့ရှိရင်ဒီရန်ကုန်လူရွေးပွဲမှာပြန်ပြီးတော့ရှောက်လို့ရဖို့အတွက်ဖောင်ပေးရက်ကိုတော့တဲ့ဩဂတ်စ်လနောက်ဆုံးဆိုပြီးတော့သတ်မှတ်ထားပါတယ်တဲ့အဲ့တော့ဩဂတ်စ်လနောက်ဆုံးမှာဖောင်ပေးမယ်ပြီးသွားလို့ရှိရင်အဲ့ဒီပွဲကကြတော့ဒီမြွနယ်လိုက်ရွေးချယ်မခံရတဲ့သူတွေအနေနဲ့စက်တမ်ဘာလမှာပြုလုပ်မယ်ပေါ့နော်ရန်ကုန်လူရွေးပွဲမှာထပ်ပြီးတော့ရှောက် ောက်ထားနိုင်တာစက်တမလမှာပြုလုပ်မဲ့လူရေးပွဲအတွက်ဩဂတ်စ်လမှာဆိုလို့ရှိရင်ဖောင်းပေးရပေါ့เนาะအဲ့တော့အချိန်ကတော့မိပါသေးတယ်ထပ်ပြီးတော့ရှောက်လို့လည်းရသေးတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် တို့ဒီမက်ဆေ့ချ်ကြပါလားမြန်မာပြိုင်ပွဲအတွက်တမျိုးနေအလိုက်ဒါ City Director တွေပေါ့နော်ခန့်အပ်ပြီးတော့ဒါပြိုင်ပွဲတွေကိုကျင်းပစီရဲကျင်းပစီရဲခါမှာဆိုရင်အခုဒါပွဲကျင်းပဖို့အတွက်သဘောတူညီထားတဲ့မျိုးကအခုချိန်မှာဆိုလို့ရှိရင်73မျိုးရှိပါပြီတဲ့အဲ့တော့ဒီမှာဆိုရင်ဇူလိုင်လကောင်နောက်ဆုံးထားပေးပြီးတော့မြို့နယ်လိုက်ပွဲတွေကလောက်ရမယ်ဩဂတ်စ်လထဲမှာရှောက်လာပေးပြီးတော့စက်တင်ဘာလမှာလူရေးစစ်ပါမယ်တဲ့နောက်ဆုံး final ပွဲကတော့အောက်တိုဘာလဇန်ပိုင်းမှာလုပ်မယ်လို့ပြောထားသေးတယ်အဲ့တော့ final ပွဲကတကယ်ကိုရင်ခုန်ကြကောင်းပါပဲဘာလို့လဲဆိုတော့အရင်တုန်းကဆိုလို့ထက်ပေါ့เนาะအခုဟာကမြန်မာတနိုင်ငံ လုံးမှာရှိတဲ့တကယ့်ကိုထဲထဲဝင်ဝင်ဒါအလှမယ်အများကြီးကိုရှာဖွေပြီးတော့ဖော်ထုတ်ပေးထားတယ်ပြီးတော့ပြောရမယ်ဆိုကိုမျိုးနဲ့လည်းအားပေးတဲ့ပရိသတ်တွေအားလည်းတကယ့်အဟုံးကြွကြွဖြစ်နေမှာနောက်တစ်ခုကဘာလဲဆိုတော့သူတို့အနေနဲ့စူးစမ်းမှုကလည်းပို့ပြီးတော့မနစ်ကတည်းကအရင်နှစ်တရားထက်ပို့ပြီးတော့ဟိုစူးစမ်းမှုတွေလည်းပို့ပြီးတော့လုပ်လို့ရမယ်လို့ထင်တယ်နော်ဟုတ်တယ်နော်ဟုတ်တယ်အမေလေးအတွက်အခွင့်အရေးကောင်းအခွင့်အရေးရှိသေးအောင်နော်အဲအခုလိုမျိုးပေါ့နော်ဒါဟို miss ရှင်ပြိုင်ခွင့်တွေပြီးတော့နိုင်ငံတကာမှာပြသခွင့်တွေဆိုလို့ရှင်လေဒါအခုအချိန်မှာဆိုလို့ရှင်အခွင့်အရေးတွေအများကြီးရှိနေပြီနော်မြန်မာအမျိုးသမီးတိုင်းဝင်ရောက်ပြီးတော့လည်းရှင်ပြိုင်လို ့ရတယ်။ဟုတ်ကဲ့။အခုထပ်ပြပြမဲ့တရင်အကြောင်းအရာကြတော့ပြည်မြန်မာဂျာနယ်ထဲမှာဖော်ပြထားတဲ့အကြောင်းအရာလေးပါ။အဲ့ဒါကဘာလဲဆိုတော့ဒီမှာပေါ့နော်သူပြောပြထားတဲ့ MPD Mobile Phone တွေကိုတဲ့ပြည်ပမှာအသုံးပြုဖို့အတွက်ဆိုရင်အခုဆိုတီးတန့်လျှောက်ထားစရာမလိုတော့ဘူးတဲ့။ဟုတ်ကဲ့။ဟုတ်ကဲ့။ဟိုတရင်အကြောင်းအရာအပြည့်စုံအနေနဲ့ဆိုလို့ရှိရင်ဒါမြန်မာဆက်သွယ်ရေးလုပ်ငန်းရဲ့ဖုန်းတွေကိုပြည်ပမှာပေါ့နော်။ဟိုတယ်ဆောင်အသုံးပြုခွင့် roaming အတွက်ဆိုလို့ရှိရင်တီးတန့်လျှောက်ထားဖို့မလိုတော့ဘူးတဲ့။ပြီးတော့ဒီဝန်ဆောင်မှုအတွက်ဆိုလို့ရှိရင် GF Samsung ဖုန်းတွေဟို PWCDMA ဖုန်းပေါ့နော်။အသုံးပြုသူတွေအနေ းနဲ့လည်းဒါပြုလုပ်လို့ရမယ်ပြီးတော့ဖုန်းခေါ်ဆိုခြင်းတွေစာတူပေးပို့ခြင်းတွေကိုလည်းလုပ်ဆောင်လို့ရပြီတဲ့ပြီးတော့ဝန်ဆောင်မှုအတွက်ဆိုလို့ရှိရင်သတ်မှတ်နေရာတွေမှာဒါအရင်ကဆိုရင်တွားရောက်ပြီးတော့ရှောက်ထားမှအသုံးပြုလို့ရတာလीအခုဆိုလို့ရှိရင်ဒါတည်တံ့ရှောက်ထားစရာမလိုတော့ပဲနဲ့ပေါ့နော်ဒါဟိုအသုံးပြုလို့ရအောင်လည်းလုပ်ပေးတော့မယ်ဆိုတော့အရင်လည်းကောင်းတယ်မြန်မာဆက်သွယ်ရေးလုပ်ငန်းကတဲ့ပြည်ပနိုင်ငံများတို့ယူဆောင်အသုံးပြုနိုင်တဲ့ဒါနိုင်ငံပေါင်းကဆိုရင်ဒါပြည်သက်တွေအားလုံးလည်းတည်ပြီးသား35နိုင်ငံရှိတယ်ပေါ့နော် မြန်မာနိုင်ငံမှာနေပြီးတော့ဒါလည်းမြန်မာနိုင်ငံမှာနေပြီးတော့လေပြည်ပနိုင်ငံပေါင်း200ကျော်ကိုလည်းဖုန်းဆက်သွယ်နိုင်မှုအတွက်လည်းဒါအရင်နှုန်းကလေးကဆောင်ရွက်ပေးထားပြီးပြီးတော့ယူဆောင်အသုံးပြုနိုင်တဲ့နိုင်ငံတွေထဲမှာဆိုလေဂျာမနီရုရှားထိုင်းစင်ကာပူလာအိုကမ်ဘောဒီးယားပြင်သစ်အီဂျစ်စတဲ့နိုင်ငံတွေလည်းဒါအများကြီးလဲပါတယ်ပြီးတော့ဒီလိုအသုံးပြုတဲ့အခါမှာဆိုလို့ရှိရင်ကြားတဲ့ငွေကိုကြတော့ဒါကိုအသွားတဲ့ပေါ်နိုင်ငံပေါ်မှာမူတည်ပြီးတော့လေဟိုကြားတဲ့ငွေပေါ်မှာပေါ့နော်နှုံသားတွေပေါ်မှာကွာခြားမှုတွေတော့ရှိမယ်အဲ့ဒီပေါ်မှာအထွက်ခေါ်ဆိုမှုအဝင်ခေါ်ဆိုမှုဒါမျိုးတွေရောပေးဆောင်ရမယ် ယ်တဲ့ပြီးတော့နိုင်ငံတကာမှာရှိတဲ့ပေါ့နော်ပြည်ပ operator စုစုပေါင်း38ခုနဲ့လဲချိတ်ဆက်ထားပြီးသွားပြီတဲ့အဲအခုဖော်ပြထားတဲ့အကြောင်းအရာလေးဒါတကယ်လွယ်လွယ်ကူကူပေါ့နော်အဆင်ပြေပြေနဲ့ဒါလှုပ်ဆောင်နိုင်မယ်ဆိုလို့ရှင်တော့အရန်ကောင်းသွားပြီနော်ကတိကထားလည်းများစရာမလိုပဲနဲ့ဒါအဆင်သင့်လေးဒါနိုင်ငံတကာမှာဖုံးပြောဟိုပြောဆိုခွင့်ရသွားမှာဟုတ်တယ်အရေးကြီးကိစ္စဆက်သွယ်ကြရှိလို့ရှိရင်နော်ဒီတခြားနိုင်ငံရောက်သွားပြီးရုပ်တရက်လေးဖုန်းနဲ့ပတ်သက်ပြီးတော့ကက်လေးကရလွယ်တယ်ဆိုပေမဲ့တခြားကြောင့် activate လုပ်တာကခက်တာတွေအများကြီးရှိရယ်ကိုဖုန်းနဲ့ကိုဆိုတော့တခြားရေးဆင်ပြီးသွားရင်ဟုတ်တယ်အခု2015 2016အတွက်ဆိုလို့ရှင်လဲတယ်လီဖုန်းတိတ်သီးစားကိုတဲ့85ရာခိုင်နှုန်းကနေပြီးတော့80ရာခိုင်နှုန်းထိလဲတိုးမြင့်ပေးသွားမယ်ပြီးလို့ရှင်အင်တာနက်သုံးဆွဲမှုကိုလည်း90ရာခိုင်နှုန်းထိပေါ့နော်သုံးဆွဲလို့ရအောင်လဲဆောင်ရွက်ပေးသွားမယ်ဆိုပြီးတော့ဒါပြောပြထားတယ်ကောင်းလေဒါတကယ်အရေးကြီးတဲ့ကိစ္စဆိုရင်တော့လေဟိုဆက်သွယ်မှုမှာဟိုတုံးဆွဲလို့ကောင်းတယ်ဒါပေမဲ့ဟို ဟိုဘေးဖုန်းပေဖြတ်တာတော့အရင်များတယ်ဟုတ်တယ်ဟုတ်တယ်တော်တော်များအဝေးဘက်ကိုပြပဘက်ကိုခေါ်ဆိုမှုနှုံနှုံတာပေါ့နော်ဒါတော့ခေါ်ဆိုတာဘာပဲပြောတကယ်အရေးကြီးကိစ္စတွေအတွက်ဆိုရင်တော့ဒါအရင်အဆင်ပြေအသုံးပြုလို့ရတယ်နော် ကဲအဆိုရင်အခုဇင်ပြောမယ့်အကြောင်းအရာပါအကြောင်းအရာလဲဆိုတော့ဒီနိုင်ငံသားခီးသွားတွေပေါ့နော်အခုနောက်ပိုင်းမှာဆိုရင်လည်းဒီမြန်မာနိုင်ငံဆိုတာကလေဟိုတကယ်ဟိုပေါ့နော်နိုင်ငံသားခီးသွားတွေလေပတ်ဖို့အတွက်ကိုတို့အာယုံဆိုင်နေနေရာတနေရာဖြစ်နေနိုင်ငံတနိုင်ငံဖြစ်နေအဲ့မှာမှအဓိကတို့အနေနဲ့သူခီးသွားလေပတ်တဲ့သူတွေအနေနဲ့ဆိုရင်တို့ကဒီမြန်မာနိုင်ငံရှေ့ရောက်အမွေနဲ့ရှိတဲ့နေရာတွေတကယ်ဟိုလှတာယာလှပတဲ့ရှုခင်းနေရှိတဲ့နေရာတွေပဲတို့ကသွားပြီးစိတ်ဝင်စားပြီးလေပတ်ကြရတယ်။အဲ့ထဲမှာမှဒီမြိတ်ဒေတာပေါ့နော်မြိတ်ဒေတာနဲ့ပတ်သက်ပြီးတော့နိုင်ငံသားခီးသွားတွေကစိတ်ဝင်စားတယ် ဒါပေမဲ့သူတို့သွားရောက်လေပတ်တဲ့အခါမှာတခုရှိတာကဒီကျုံးနေမှာဒီမြေကျုံးစုဆိုတာဒီနေရာမှာတဏှာကြောက်တန်းလေးရဲ့အရန်လာတဲ့နေရာတနေရာကိုရောက်တဲ့အခါမှာသူတို့ကဒီနေရာမှာသူတို့ကညအိတ်ပြီးတော့သူတို့ကလေပတ်ချင်ကြတယ်။ဒါပေမဲ့ညအိတ်ခွင့်မပေးထားဘူးပေါ့နော်။အဲ့ဒါကြောင့်ဒီနောက်ပိုင်းနိုင်ငံသားခီးသွားတဲ့စိတ်ဝင်စားမှုညှော်နေလာတယ်ဆိုတဲ့အကြောင်းပေါ့နော်။အဲ့ဒီအကြောင်းလေးကိုပြည်မာချန်နယ်မှာဖော်ပြထားတာ။ဒီလိုမျိုးမြေခရိုင်အတွင်းမှာရှိတဲ့ကျုံးတွေကိုနိုင်ငံသားခီးသွားတွေကညအိတ်လေပတ်ခွင့် တို့တွေပေါ့နော်ခွင့်မပြုထားတဲ့အတွက်ကြောင့်နဲ့လာလာရောက်လဲပတ်ဖို့အတွက်ကိုတို့ရစိတ်ဝင်စားမှုနည်းနေရဆိုတာကိုပြောပြထားတာကခီးသွွားလုပ်ငန်းအတိုင်းဝိုင်းကနေပြီးပြောပြထားတယ်သိရတာပေါ့နော်ဒီတော့ဒီမြိတ်ကိုတဲ့ကဘာလိုက်ခီးသွွားဧည့်သည်တွေကလာရောက်လဲပတ်တဲ့အခါမှာတစ်နှစ်တည်းတစ်နှစ်တော့တိုးလာတယ်ဒါပေမဲ့တို့လာတဲ့အခါမှာဆိုရင်ဒီသွားဒီမြိတ်သစ်သားကိုလာတဲ့အခါမှာတို့ကမြို့ပေါ်တို့ဒီကျုံးစုပေါ့နော်ဒီပေါ့နည်းနည်းပြောမယ်ဆိုရင်ပေါ့နော်ကျုံးဒီကျုံးနေမှာဆိုရင်တို့ကအများကြီးလေးလာရှာဖွေခြင်းကြတည်ရဲ့ဒါပေမဲ့အဲ့အနီးနားပတ်ဝန်းကျင်လောက်ပဲတို့ သွားပြီးတော့ဗောနော်လေးလာရတယ်ဆိုတော့သူတို့တကယ်သွားရောက်ချင်တဲ့နေရာတွေကိုမရောက်တဲ့အတွက်ကြောင့်စိတ်ဝင်စားမှုနည်းလာတာတဲ့အဲ့ခါမှာဆိုရင်ဗောနော်သူတို့အနေနဲ့ဒီကဘာလက်ခီးသွားဧည့်သည်တွေဒီဒေသမှာရှိတဲ့ဘာတွေကိုသူတို့ကလေးလာချင်လဲဆိုတော့တဏှာကြောက်တန်းတွေကျွန်းနေရဲနောက်ပြီးတော့မြေကျွန်းစုတွေမှာရှိတဲ့ပင်လယ်ပိုင်းကရွာကလေးတွေကိုသူတို့ကအယမ်းစိတ်ဝင်စားတာဒီတော့အဲ့နေရာတွေမှာသွားပြီးတော့အဲ့သူတို့အနေနဲ့သွားရလေပတ်ချင်တဲ့အခါမှာဆိုရင်အခုဒီမှာဗောနော်ဒီခီးစဉ်တွေဟိုတယ်နဲ့ခီးသွားလာရေလုပ်ငန်းဝန်ကြီးဌာနခွင့်မပြုသေးတဲ့အတွက်ကြောင့်ဗောနော်အခုတော့ဒီကနေ့ပတ်သက်ပြီးတော့ဟိုဗောခွင့် မြုပ်ရတာမှုအတွက်ကိုစီစဉ်နေပါတယ်။အဲ့မှာမှာဒီလုပ်ငန်းအတွက်ကိုတက်ဆိုင်ရာဌာနအဆင့်ဆင့်ကိုခွင့်ပြုချက်တင်ထားပေးမယ်လေ။လက်ရှိအချိန်ဒီတော့ခွင့်ပြုချက်တော့မရသေးဘူးပေါ့နော်။အခုလက်ရှိမှာကျတော့မြိတ်ကျွန်းအဲမြိတ်မြို့ပေါ်နဲ့နောက်ကျွန်းစုမြို့ပေါ်အပါအဝင်ကိုအနီးနားပတ်ဝန်းကျင်နေရာနေချင်းပြန်မယ်သွားရလဲပတ်ခွင့်ရရှိနေရတဲ့။ဒီတော့ကျွန်းတွေကိုညအဲ့ခွင့်မပြုဘူးဆိုတာလေ။အဓိကဘာလဲဆိုတော့သူတို့ရဲ့နိုင်ငံသားခီးသွားတွေလုံခြုံမှုနဲ့ပတ်သက် ပြီးတော့လေတိကျမစီစဉ်ရသေးရည်လေပါရင်ပါကောင်းပါနိုင်နေပေါ့နော်။အဲ့ကြောင့်နောက်ပိုင်းမှာတော့ခွင့်ပြုစရာတွေတော့ရှိရင်လည်းရှိမှာ ပါအဓိကတော့ဟိုပေါ့နော်ဒီဟိုတို့ဒီသက်ဆိုင်ရနေပြီးအဖက်ဖက်ကနေပြီးတော့ပြည့်စုံမှုမရှိသေးတဲ့အတွက်ကြောင့်ခွင့်ပြုချက်တော့မပေးရသေးတာပေါ့နော်ဟုတ်တယ်နော်ဒီမေကျုံးစုဘက်ကလည်းဆိုတော့ဒါတော်တော်လေးတော့ကြာပြီပေါ့နော်ဖတ်ဘူးတာဆိုခေတ္တပြည်မှာလည်းပြောဘူးတယ်တကယ်ကိုအပန်းဖြေတဲ့ဇုံကြီးတစ်ခုအနေနဲ့လှုပ်ဖို့ဆိုပြီးတော့စီမံကိန်းတွေလည်းချထားပြီးသားဒါပေမဲ့ဒီစီမံကိန်းကတကယ်ကိုပြည့်ပြည့်စုံအောင်လို့ဒီရာခိုင်နှုန်းတရာရာခိုင်နှုန်းအပြည့်ပြည့်စုံအောင်ပေါ့နော်အကောင့်တွေမဖော်နိုင်သေးတဲ့ဟိုမဖော်ဖြစ်သေးတဲ့အချိန်မှုလို့ဒါတို့ဒီလိုမျိုးကန့်သက်ထားတယ်လို့ထင်တာပဲပြီးတော့လို့ရှိရင်တော့တခြားနိုင်ငံတကာကဟိုတချို့နိုင်ငံတွေဆိုဒီရေတော့ ောကြီးတွေမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဟိုတယ်တွေနဲ့တကယ်ကိုလည်းပက်လို့ရတယ်မြန်မာနိုင်ငံလည်းတစ်ခါနောက်ပိုင်းဆိုလို့ရှိရင်အဲ့နေရာအဲ့လိုဖြစ်လာမှာဒါပေါ့ဒါကတော့ဟိုအစ်စ်နစ်ဟိုမဖြစ်သေးတဲ့အတွက်ကြောင့်ပေါ့နော်အခုလိုမျိုးခွင့်ပြုချက်တွေမပေးသေးတာနောက်ပိုင်းဆိုရင်တော့ဒီထက်ကောင်ဒါလမ်းတွေပွင့်လန်းမှုလည်းအများကြီးရှိပါတယ်နော်ကဲအစရင်ခဏနားလိုက်ရအောင်နော်ထပ်မံပြတင်ဆက်ပေးစရာတရင်အကြောင်းအရာရှိပါသေးတယ်အခုတော့ခေတ္တပြုံမေးအစီအစဉ်ကိုဒီမှာခဏလေးနားအောင်မယ်နော်